မင်္ဂလာပါခင်ဗျာဒီကနေ့မက်လ73ရက်ကျတပရီနေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြည်သက်တွေအတွက်စူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နှစ်ပြန်တောက်ကြနေညရောက်ရင်တော့ One Championship ကတောက်ကြနေညပိုင်းတွေမှာကျင်းပတဲ့125ပြိုင်ပွဲတွေမှာစုစုပေါင်း100ပြည့်မြောက်တဲ့ပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲကို135 100ပြိုင်ပွဲလို့ကောင်းစဉ်ပေးထားပါတယ် မြန်မာမှုပြုရရင်တော့ရာပြည့်ပြိုင်ပွဲမျိုးလို့လည်းပြောလို့ရပါတယ်။ဒါကြောင့်မို့ promotion ဘက်ကခါတိုင်းကျင်းပနေကြ135ပြိုင်ပွဲတွေနဲ့မတူအောင်တမှုထူးခြားခမ်းနားစွာတွဲဆိုင်တွေကိုဖန်တီးထားပါတယ်။ဒီပြိုင်ပွဲမှာကျွန်တော်တို့မြန်မာကိုစားပြု Fighter Super Ye Chan လဲပါဝင်ထုတ်သက်ခွင့်ရတာပါတယ်။ Super Ye Chan ဟာထိုင်းကနာမည်ကြီးဘောက်ဆာတစ်ယောက်ဖြစ်တဲ့ဆန်ကာတက်နဲ့ထိတ်တိုက်တွေးဆုံနေပါတယ်။ one champion ရှစ်ကတော့ D fighter နှစ်ယောက်ကိုခေပေါ့ချင်ကောင်းစင်အောက်ကနေပွဲတဲပေးလိုက်ပြီးပေါင်140 catch weight တန်းမှာထိုးတဲ့ကြာမှာပါဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့ weight chain နဲ့အစီအစဉ်တွေကိုဒီကနေ့မှပဲလှုပ်ဆောင်သွားခဲ့ပါတယ်။ဘာဝင်ရှင်ပြိုင်ထုတ်သက်ကြမဲ့ fighter တွေအားလုံးတတ်မှတ် weight တန်းအတွင်းရော hydration တဲ့ strength မှာဝင်ရောက်နိုင်ခဲ့ကြပါတယ်။ စူပါရီဂျန်နဲ့ဆန်ကာတစ်တို့ပွဲအကြောင်းပြောရမယ်ဆိုရင်တော့မနေ့ကကလေးကဒီဖိုက်တာနဲ့ဟောသက်မဲ့ဝိတ်တန်းလွန့်ဝင်ရောက်ဖို့မခက်ဘူးဆိုတဲ့အကြောင်းကို Facebook ပေါ်မှာကျွန်တော်ကရေးသားခဲ့ပြီးပါပြီ။ဘာဖြစ်လို့လဲဆိုတော့ One Championship ဟာဒီကနေ့မှတရားဝင်ဝိတ်ချိန်မှဖြစ်လို့မနေ့ကကလေးကဖိုက်တာတွေရဲ့ဝိတ်အနေထားကဘယ်လိုလဲဆိုတာစပြီးအကြံမြင့်နမူနာချိန်ခဲ့ပါတယ်။ ဒါကဘာဖြစ်လို့လှုပ်ဆောင်ရတာလဲဆိုတော့တကယ်လို့ fighter တယောက်အနေနဲ့တတ်မှတ်သဘောတူထားတဲ့ weight တန်းထက်အများကြီးကျော်လွန်နေတယ်ဆိုရင် weight cut လုပ်တဲ့အပိုင်းတွေကိုစနစ်တကျဖြစ်အောင် promotion ဘက်ကဆရာဝန်တွေကအနည်းငယ်ကြီးကြပ်ပေးနိုင်ဖို့အတွက်အခုလိုကြိုပြီး weight change ခဲ့တာဖြစ်ပါတယ်။ဘာကြော promotion နိုင်ဟာအဲ့ဒီလိုပုံစံမျိုးနဲ့ fighter တွေ weight cut လုပ်တဲ့အနေထားတွေကိုအနည်းငယ်ကြီးကြပ်ပေးကြတာပါ ဘာဝင်ရှင်ပြိုင်ထိုးသက်ကြမဲ့ fighter တွေအနေနဲ့လဲကိုချရမဲ့ weight ပမာဏကအရင်ကြီးများတယ်ဆိုရင်ထင်တယ်လို့ weight ချလို့မရပါဘူးဆရာဝန်တွေရဲ့အနိကက်လမ်းညွှန်မှုတွေနဲ့ weight ချကြရတာဖြစ်ပါတယ်ဒါတွေကတော့ဘုဒ္ဓအနေနဲ့ကြုံလုံးမှုရှင်းပြမိတာပါစုပိုင်ဂျန်နဲ့ဆန်ကာတစ်တို့ဟာမနေ့ကဝိတ်ချင်းချီတုံးကဆန်ကာတစ်က144.4ပေါင်ရှိခဲ့ပြီးစုပိုင်ဂျန်ကတော့141.4ပေါင်ရှိပါတယ် ဒါကသူတို့ဝိတ်ချရမယ့်အနေအထားကို promotion ဘက်ကတည်အောင်ကြိုပြီးတိုင်းတာကြည့်တာဖြစ်ပါတယ်။တရားဝင်အနေအထားကိုတော့ဒီကနေ့နေ့လယ်ပိုင်းမှာချိန်ခဲ့တာဖြစ်ပါတယ်။ဆန်ငါတက်က138.8ပေါင်နဲ့တတ်မှတ်ဝိတ်တန်အတွင်းဝင်ရပါတယ်။စူပါရေချမ်းကလည်း138.6ပေါင်နဲ့တတ်မှတ်ဝိတ်တန်အတွင်းကိုဝင်ရောက်နိုင်ခဲ့ပါတယ်။ဒီဖိုက်တာနှစ်ယောက်စလုံးဟာပေါင်140ကက်ချ်ဝိတ်တန်မှာထိုးသက်ဖို့စီစဉ်ထားတာပါ။ ။ဒါကြောင့်မို့သက်မှတ်ဝိတန်းအတွင်းကိုအခက်အခဲမရှိဝင်ရောက်နိုင်တယ်လို့ပြောလို့ရပါတယ်။ဒီပွဲကိုစောင့်ကြည့်ကြမဲ့ပြိတက်တဲ့အနေနဲ့ဘာဖို့ထက်မှမရှိဘဲမနေ့ပြန်ညမှာစောင့်ကြည့်လို့ရပြီဆိုပြီးလဲတရင်ကောင်းပါလို့ရနေပါပြီ။လက်ဆက်တဲမှာဒီပွဲနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုလည်းပြောပြခြင်းနေပါတယ်။ဆန်ကတဲ့ဟာဒီပွဲထိုးတက်ဖို့အတွက်စုစုပေါင်းပေါင်30ကျော်အထိဝိတ်ချပြီးချင်းကခဲတာပါ။ မူလသူ့ရဲ့ရှိတဲ့ body weight က89 kg ဖြစ်ပြီး54 kg အထိတောင်ဝေးချရတဲ့အကြောင်းကိုသူ့ရဲ့ page ကနေတဆင့်ပြည့်သက်တွေကိုအသိပေးခဲ့ပါတယ်။ဒါကြောင့်မို့သူ့ဝေးချရတဲ့အနေထားက73 kg ဝန်းကျင်အထိရှိခဲ့တယ်လို့ပြောနိုင်ပါတယ်။ဒါပြင်သူအပွဲတွေနဲ့ဝေးကွာနေခဲ့တာစူးစပေါင်းတစ်နှစ်ခွဲဝန်းကျင်တောင်ရှိနေပါပြီဒီပွဲကကစ်ပေါင်ဆင်ဘက်ကိုပြောင်းပြီးကစားမှာပါ ငငယ်ကမွေထိုင်းထိုးခဲ့ဘူးသူဖြစ်တယ်လို့အဲ့ဒီနောက်ဘောက်ဆင်ပွဲတွေလည်းသူကထိုးခဲ့ဘူးပါတဲ့ကျွန်တော်လက်လက်မိတဲ့အချက်လက်တွေကိုကိုးကားပြီးပြောရမယ်ဆိုရင်ဆန်ငါသိအတွက်ကက်ဘောက်ဆင်ဘက်ကိုပထမဆုံးကူပြောင်းထိုးတဲ့ပွဲလို့ပြောနိုင်ပါတယ်ဒါကြောင့်မို့ဒီပွဲဟာစူပါအေဂျင့်အတွက်ရောဆန်ငါသိအတွက်ပါကက်ဘောက်ဆင်ကောင်းစင်အောက်ကနေစပြီးကလကဖွင့်မဲ့အနေအထားမျိုးဖြစ်နေပါတယ် ဆန်ကာသက်အတွက်တော့ဝက်စင်တွေနဲ့ဝေးနေတာတစ်နှစ်ခွဲဝန်းကျင်ရှိနေပြီဖြစ်လို့သူ့ရဲ့စွမ်းဆောင်ရည်ကပုံမှန်အနေထားတိုင်းရှိပါမလားဆိုတာတော့တန်နေရဖြစ်ဖို့ကောင်းပါလိမ့်ဝိကက်တွေအများကြီးလှုပ်ထားရတာမွတ်စလင်တွေရဲ့ဥပုပ်ကာလာနဲ့တိုက်ဆိုင်နေတဲ့အချက်တွေကြောင့်စောက်ကြည့်ခြင်းစရာတော့ကောင်းတာအမှန်ပါပဲနောက်ထပ်ထူးခြားချက်ကဒီပွဲနဲ့ပတ်သက်လို့ဘူကီတိုင်တွေရဲ့လောင်ကျဖွင့်လှစ်မှုအနေထားမှာစူပါရီချမ်ပတ်ကိုအနေငယ်အလေးသာခဲ့တာတွေ့ရပါတယ် ကျွန်တော်ဖြင့်လုံဝကိုအံအားသင့်သွားမိတာပါပုံမှန်အားဖြင့်တော့လောင်စာနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ကစိတ်ဝင်စားတာမဟုတ်ပါဘူးအဲ့ဒီပေါက်ကြေးတွေကိုလည်းကြည့်တတ်တာမျိုးမရှိပါဘူးစံကာသင့်တဲ့စူပါအေဂျန့်တို့တွေ့တဲ့အနေထားမှာတော့ဘာဖြစ်လို့စူပါအေဂျန့်ဘက်ကအလေးနဲ့နဲ့တာထားတာလဲဆိုတာစူဇန်ကြည့်မိခဲ့လို့အခုလိုပြောပြနိုင်တာဖြစ်ပါတယ်ဒါကထိုင်းပြည်သက်တွေအကြမ်းမှာအကြီးကျယ်ပွက်လောရိုက်နေတဲ့ကိစ္စမျိုးလည်းဖြစ်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ဆန်ငါတစ်ကိုလူတိုင်းကအနိုင်ရမယ်ဆိုပြီးမှန်ထားကြတာပါ။ဝမ်ချမ်ပီယံရှစ်ကလည်းသူ့ကို Star Fighter ဖြစ်စေခြင်းနဲ့အတွက်ကိုဒီလိုတွဲဆိုင်မျိုးဖန်တီးထားတာဖြစ်ပါတယ်။စူပါအီဂျန်ကဘွဲစင်တွေစက်တိုက်ထိုးသက်နေရသူဆိုတော့ရစ်တန်ပိုင်းမှာပြောစရာတော့မရှိပါဘူး။သို့တော်လည်းသူ့အတွက်လက်ရည်ထိုးနဲ့ထိုးရမယ့်အနေထားကအတွေ့အကြုံသစ်တစ်ခုလို့ဖြစ်နေပါတယ်။ ဆန်ကတစ်ကတော့ဘောက်စင်ပွဲတွေမှာကလေးကလက်အိတ်ထူးကြီးတွေနဲ့ဆက်တိုက်ထိုးသက်ခဲ့ပြီးပါပြီ။ဒါကြောင့်မို့လက်အိတ်အနေထားမှာတော့ဆန်ကတစ်ကပုတ်ပြီးတာတယ်လို့ပြောလို့ရပါတယ်။ဒီကြရတခုကဝမ်ချမ်ပီယံရှစ်ဟာဒီပွဲအတွက်ဆန်ကာတစ်ကိုပွဲတည်ခြင်းလို့ဥတီဖန်နီထားတာပါဆန်ကာတစ်ကိုခေါ်ယူခြင်းအချိန်ကလည်းဥက္ခရချက်ထရီကိုတိုင်းတရေတယူနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ် လက်ရှိစံကားတည့်ရဲ့ social media follower အနေထားကိုကြည့်လိုက်မယ်ဆိုရင်လည်း platform တွေအားလုံးစုစုပေါင်းလိုက်မယ်ဆိုရင်တော့သုံးသန်းခွဲလောက်အထိရှိပါတယ်။ဒါကြောင့်မို့စံကားတက်က superstar fighter တယောက်ဖြစ်လာနိုင်တဲ့အလားအလာတွေအများကြီးရှိတယ်လို့သူတို့ကတွက်ချက်ထားတာပါ။အဲ့ဒီလိုအကြောင်းရင်းတွေကြောင့်လည်းအဖွန်ပွဲမှာသူ့အတွက်စွန့်စားမှုအနေဆုံးဖြစ်အောင်လက်ဝိတ်က fighter တယောက်နဲ့ပွဲတည်ပေးလိုက်တာဖြစ်ပါတယ်။ ကဘာပေါ်ကပြိသက်အများစုလက်ခံထားတာကလက်ဝဲကဖိုက်တာအများစုက မာတယ်ခန္ဓာကြီးမြန်မာတဲ့တိုက်စစ်ဖွင့်ထိုးတဲ့လောကနောက်မဆုတ်ဘူးဆိုတဲ့ဂုံထွက်တွေနဲ့ကြောကြာခဲ့တာပါဒါပေမဲ့ကစ်ပေါက်စင်ကတော့လက်ဝိတ်နဲ့ရှင်းလိုက်မယ်ဆိုရင်ကန့်သက်ချက်တွေအများကြီးရှိပါတယ်လက်ဤကအထူးကြီးဖြစ်ပြီးနစ်စတစ်ကို အပြုပြီးကစားရတာပါဂွန်ဘိုတွဲလုံးတွေကိုဘလို့ပတ်တံမျိုးတွေနဲ့ထုတ်သုံးမလဲဆိုတဲ့ပုံစံမျိုးတွေနဲ့ကစားရတာဖြစ်ပါတယ် ဒါကြောင့်မို့ဒီပွဲမှာဆန်ကတဲ့အတွက်လက်စိန်ခေါ်မှုရှိတယ်လို့စူပါဂျန်အတွက်လက်စိန်ခေါ်မှုကရှိပါတယ်။ဘလို့ခင်းကျင်းတွေ ဖြစ်လာမလဲဆိုတာမနေ့ပြန်တောက်ကြနေညပိုင်းမှာစောင့်ကြည့်နားဆွန့်လိုက်ကြရအောင်ဗျ။ကျွန်တော်ကတော့မနေ့ပြန်မှာကျင်းပမဲ့125ဟန်ဒရက်ပြိုင်ပွဲကိုမလာတော့မှကျင်းပတဲ့တောက်ကြနေပြိုင်ပွဲတွေထဲမှာအကောင်းဆုံးပြိုင်ပွဲလို့တောင်းတင်စာလိုက်ချင်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဂျပန်မှာကျင်းပမဲ့1172ပြိုင်ပွဲကတွဲဆိုင်တွေပြီးရင်ဒီပြိုင်ပွဲမှာထည့်သွင်းထားတဲ့တွဲဆိုင်စုစည်းမှုကအကောင်းဆုံးအနေထားမျိုးမို့ဖြစ်ပါတယ်။တွဲဆိုင်တွေကိုအနိကဆွဲကြည့်လိုက်မယ်ဆိုရင်အစကနေအဆုံးထိလုံးဝပြည့်ရစရာရှိတဲ့တွဲဆိုင်မျိုးမပါပါဘူး။အလုံးကသူနီးသူဟန်နဲ့လူဆွဲဆောင်မှုရှိကြတာကြီးပါပဲ။ ဒါကြောင့်မို့ပွဲကြီးပွဲကောင်းတွေမှာကြည်ကျင်ပါတယ်ဆိုတဲ့ပြည်သက်တွေအနေနဲ့မနေ့ပြန်မှကျင်းပမယ့်135 100ပြိုင်ပွဲကိုလက်မလွတ်တမ်းကြီးစုကြဖို့တိုက်တွန်းသွားကြပါတယ်။ဒါအပြင်ပွဲကောင်းတွေလို့ယူဆလို့ရတဲ့တွဲဆိုင်ကောင်းတချို့ကိုလည်းဆွဲထုတ်ခြင်းနေပါတယ်။ပထမဆုံးအနေနဲ့တရုတ်မျိုးသမီးဖိုက်တာနှစ်ယောက်ထိတ်တိုက်တွေ့နေတဲ့ပွဲဖြစ်တဲ့ရှောင်းကျင်နန်နဲ့မင်ဘိုတို့ပွဲကိုပြောပြခြင်းပါတယ်။ ရှောင်းကျန်နန်ဟာ strawweight တက်မှာတော့လုံးဝပြိုင်ပွဲမရှိ ချန်ပီယံကပ်စင်ခေါ်မဲ့သူအနီးကပ်လုံးဝမရှိဘဲနဲ့မမမမတ်ယက်တီနေတဲ့ချန်ပီယံကြီးဖြစ်ပါတယ်။ promotion ဘက်ကလည်းသူမရဲ့ချန်ပီယံကပ်ကိုအနီးကပ်စင်ခေါ်ပေးနိုင်မဲ့ပြိုင်ပွဲ fighter မျိုးရှာဖွေနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်မို့ဟိုးရခင်ကလေးကအတန်ဝိတ်တန်းကချန်ပီယံတွေကိုဝိတ်တန်းတက်ပြီးပဲစိန်ခေါ်ထိုးခိုင်းခဲ့တာပါ။ သို့တော့နောက်ပိုင်းမှာတော့အဲ့ဒီချန်ပီယံတွေကလည်းဒဏ်ရာပြဿနာတွေအကြောင်းမျိုးမျိုးတွေကြောင့်ဝိတ်တန်တက်ထိုးဖို့မလွယ်ပြန်ပါဘူးဒီနေ့ထားမှာရှောင်းချန်တန်အတွက်ပွဲဝေးတာမျိုးတွေဖြစ်လာပါတယ်ဒီနေ့ထားမှာ promotion ကသူမကိုအတဝိတ်တန်စင်ထိုးခိုင်းလိုက်ပုံရပါတယ်အခုမင်းဘိုးနဲ့ပွဲကိုအတဝိတ်တန်ခေါင်းစဉ်အောက်ကနေထိုးသက်သွားမှာပါမင်းဘိုကတိုက်ကမွေထိုင်းမှာဘရိုနီကာတို့အဖွဲ့နဲ့ပူးတွဲလေ့ကျင့်နေသူပါ ရှောင်းကျင်နန်ကရောပွဲဝိနေတဲ့အနေထားမှာစွမ်းဆောင်ရည်ပိုင်းထိခိုက်သွားမလားဒါမှမဟုတ်ဝိတ်တန်ဆင်းထိုးတဲ့အနေထားကသူမတို့မလွယ်ကူဘူးလားဆိုတာဒီပွဲမှာစောင့်ကြည့်ခဲ့ခဲ့လိုက်ကြရအောင်ဗျာနောက်ထပ်စောင့်ကြည့်ရမယ့်တွဲဆိုင်က ထိုင်းလူငယ်ဖိုက်တာဆောင်ချိုင်နွန်ရဲ့တွဲဆိုင်ဖြစ်ပါတယ်သူရဲ့ body weight ကအတန်ဝိတ်တန်ဝင်းကျင်မဲရှိတာပါဝမ်ချန်ပီယံရှစ်ကစတော့ဝိတ်တန်အထီတော့ချန်ပီယံကပ်တွေဖန်နီးပေးထားပါတယ် သို့သောဆောင်းချိုင်းနိုင်ကအတဝိတန်းကောင်းစင်အောက်ကနေဆက်တိုက်လက်စွမ်းတွေပြလို့သူ့အတွက်အတဝိတန်းမွေထိုင်းချန်ပီယံကပ်ဖန်နီပိုတောင်ပရိုမိုရှင်းဘက်ကစိတ်ကူးနေပါပြီ။လောလောဆယ်အထီးတော့အဲ့ဒီစိတ်ကူးကတရားဝင်အကောင့်ထဲပေါ်လာခြင်းမရှိသေးပါဘူး။ဆောင်ချိုင်းနိုင်ဟာဝမ်ချန်ပီယံရှစ်ဖိုက်တာဘွားမှာစုစုပေါင်း၈ပွဲထိုးလုံးဝရှုံးပွဲမရှိဘဲ၈ပွဲစလုံးကိုအနိုင်ယူထားသူဖြစ်ပါတယ်။ ဒါအပြင်သူ့ရဲ့ body weight က135ပေါင်ဝန်းကျင်လေးရှိတဲ့ဆိုပေမဲ့ KO power အပြင့်ရှိတဲ့အကြောင်းကိုလည်းပွဲတချို့တွင်မှအမှန်ကန်ချပြထားပြီးပါပြီ။ဒါကြောင့်မို့ဒီပွဲကိုသာဆက်ပြီးအနိုင်ယူပြအောင်မယ်ဆိုရင်ဝမ်ချန်ပီယံရှစ်ကနောက်ထပ်ချန်ပီယံကပတ်တစ်တခုထပ်ပြီးဖန်တီးပေးလာအောင်မလားဆိုတာစောင့်ကြည့်ရမယ့်အနေအထားမျိုးဖြစ်နေပါတယ်။နောက်ထပ်စောင့်ကြည့်ရမယ့် fighter ကပြည်သက်တွေရင်းနှီးထားပြီးသားဖြစ်တဲ့ Time Fighter Vampire ဖြစ်ပါတယ်။ သူကနောက်ဆုံးထိုးတဲ့ပွဲတုန်းက Russia Fighter ရဲ့အလဲထိုးတာခံထားရသူပါတချိန်ကတော့ Super Lead နဲ့နင်လာ၅လားတောင်ပခုံးချင်းရှင်ပြခဲ့သူဖြစ်ပါတယ်သို့တော့ပွဲစဉ်တွင်းနဲ့ဝေးကွာပြီးနောက်ပိုင်းသူ့ရဲ့စွမ်းဆောင်ရည်ကပုံမှန်အတိုင်းမရှိတော့တာပြိတက်တွေကလည်းနားလည်နေကြပါပြီဒီခါမှာတော့ဝမ်ချမ်ပီယံရှစ်ကသူ့ကိုမျက်နှာသက်ဖိုက်တာတယောက်နဲ့ပွဲတည်ပေးလိုက်ပါတယ် တကယ်ဆိုဖန်ပါယက်အနေထားကထိတ်တန့်ပြိမ့်ဘက်ကောင်းနေနဲ့ပဲတွေ့ရမယ့်အနေထားမျိုးဖြစ်ပေမဲ့နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာရှုံးပွဲကြုံလိုက်လို့အခုလိုနှိမ်ပြီးပွဲတည်ပေးလိုက်တာထင်ပါတယ်။ Time Promotion ကသူတို့ Time Fighter ဆိုရင် ပိုပြီးလက်တွဲခေါ်တဲ့ဆိုတာမြင်ရတဲ့အခင်ကျင်းတစ်ခုပါပဲ။ဆက်ပြီးစောင့်ကြည့်ရမယ့်ပွဲကဒေါ်လာ3000နဲ့စားကြုံမှန်းနေတဲ့ Asian Time Fighter ကြောက်စုရိုင်းပွဲဖြစ်ပါတယ်။ သူဟာတန့်စင်ကိုအလဲထိုးသွားတဲ့ဆူရီယန်လက်ကိုတောင်းအနိုင်ယူပြထားသူပါနောက်ဆုံးထိုးတဲ့လေးပွဲဆက်တိုက်နိုင်ပွဲတွေကြီးပဲဆက်တိုက်ရယူထားသူဖြစ်ပါတယ်ဒီတစ်ခါမှာတော့ရော့ထန်နဲ့ထိုးထားတဲ့ဒင်းနစ်ဘူရစ်နဲ့ထိပ်တိုက်တွေ့နေပါတယ်ဂိုင်ဂန်ရှင်ဖိုက်တာကတော့ဒင်းနစ်ဘူရစ်ကိုအနိုင်ယူပြီးဒေါ်လာ30000ဆာဂျိုကြီးလက်ဝဲပိုက်သွားမယ်ဆိုပြီးကြွေးကြော်ထားပါတယ် အဒီနောင်နောက်ဆုံးထိုးတဲ့ပွဲမှာနှစ်သက်ကွန်ဘောနက်ရခဲ့တဲ့ဆူအာကင်ရဲ့ပွဲ170ပြန်ပွဲတုန်းကဘောနက်စုဒေါ်လာ9000ဆုခုခဲ့တဲ့ကလင်မီရဲ့ပွဲတွေကိုစက်တိုက်ကြည့်သွားရမှာပါထိတ်ဆုံးကောင်းပွဲကတော့ခက်ပေပေနဲ့ထိုးတဲ့မိုအန်ထိုင်းရဲ့ပွဲဖြစ်ပါတယ်ဒါကြောင့်မို့135 100ပြန်ပွဲကပွဲအများစုဟာတွဲဆိုင်ကောင်းတွေကြီးပဲလို့ကျွန်တော်ကပြောတာပါထိုင်းမှာကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အတွက်ထိုင်းပြည်သက်တွေကိုတော့အမှန်ကန်ဆွဲဆောင်ထားတာသိကြပါဗျ။ ဒါပေမဲ့ international ကပြိတ်သက်တွေကလည်းဒီတွဲဆိုင်တွေကိုကြည်ပြီးသိပ်ပြီးပြင်ကြောက်ကောင်းမှမဟုတ်ဘူးလို့တော့ user ကြားမှာပါမနေ့ပြန်ညမှာဘလို့ရင်ခုန်တဲ့နေပေးသွားမလဲဆိုတာစောင့်ကြည့်ထားလိုက်ကြရအောင်ဗျာဆက်လက်ပြီးနောက်ထပ်ကြည့်ရနိုင်တဲ့မြန်မာ fighter တွေရဲ့အကြောင်းကိုလည်းပြောပြခြင်းနေပါတယ်ဒွေလင်ထက်ကသူ့ရဲ့နောက်ပွဲဟာမကြခင်လာတော့မယ်ဆိုတဲ့အကြောင်းကိုပြောပြထားခဲ့တာကြာပါပြီ။ ကျွန်တော်မှတ်မိသလောက်ပြောရရင်စူပါအီဂျာနဲ့သွေးလင်းထက်တို့ဟာရှေ့စဉ်နောက်ဆက်ပုံစံမျိုးနဲ့ပြည်သက်တွေကိုအတိပေးခဲ့တာပါစူပါအီဂျန်ကတော့မနက်ပြန်မှကျင်းပမဲ့135 100ပြိုင်ပွဲမှာဆန်ကာတက်နဲ့ထိုးရတော့မှာဖြစ်ပါတယ်။ဒွေလင်းထက်ပွဲကိုတော့အခုထိ1 Championship ကတရားဝင်ချပြထားခြင်းမရှိသေးပါဘူး။ဒီချိန်ထဲမှာမန်နေဂျာကိုဖြိုးဝေကအဲမွေရဲ့ပွဲဟာလဲမကြခင်လာတော့မယ်ဆိုပြီးပြိသက်တွေကိုအတိပေးလိုက်ပါပြီ။ အဲ့ဒီတော့အမီနဲ့သွေးလင်းထက်တို့နှစ်ယောက်ဟာပြည်သက်တွေကိုအတိပေးထားတာမှန်ပေမဲ့တရားဝင်ပွဲဆိုင်တွေတော့ပေါ်ပေါက်လာခြင်းမရှိသေးပါဘူးဆိုတော့ကသူတို့ရဲ့ပွဲတွေကဘယ်ချိန်လောက်မှဖြစ်နိုင်ခြင်းရှိမလဲဆိုတာစဉ်းစားကြည့်အောင်မှလက်ရှိအချိန်ထိတော့ဝမ်ချန်ပီယံရှစ်ကမလအတွက်မှကျင်းပမဲ့ပြိုင်ပွဲတော်တော်များများမှာပါဝင်လာမဲ့တွဲဆိုင်အပြည့်စုံတွေကိုတရားဝင်ချပြထားပြီးပါပြီ။ မနေ့ဖြန်မှာကျင်းပမဲ့1 Friday 500ပြိုင်ပွဲမှာအဲမွေရဲ့ပွဲရောသွေးလင်းထက်ရဲ့ပွဲပါပါဝင်ထားခြင်းမရှိပါဘူး။ဒါအပြင်မလ23ရက်နေ့ဂျပန်မှာကျင်းပမဲ့1172ပြိုင်ပွဲမှာလည်းအဆိုပါဖိုက်တာနှစ်ယောက်ရဲ့တွဲဆိုင်ပါဝင်ထားခြင်းမရှိပါဘူး။အဲ့ဒီတော့ဒီဖိုက်တာနှစ်ယောက်ဟာအဲ့ဒီပြိုင်ပွဲတွေမှာပါဝင်ထိုးသက်ခွင့်မရဘူးဆိုတာတော့သိကြနေပါပြီ။ မနေ့ကတော့ဝမ်ချင်မြန်ရှစ်ကမလ22ရက်တောက်ကြနေ့ညပိုင်းမှာကျင်းပမယ်135 101ပြိုင်ပွဲမှာပါဝင်လာမယ်တွဲဆိုင်တစ်ခုကိုခြားပြလိုက်ပါတယ်။ဒါကိုကြည့်ရင်မယ်အဲ့ဒီနေ့မှာ135 101ပြိုင်ပွဲကျင်းပသွားမယ်လို့ယူဆလို့ရပါတယ်။အနေထားတွေကိုအကဲခက်ကြည့်ရတဲ့လောက်တော့သွေးလင်းထက်တဲ့အမွီတို့ပွဲကအဲ့ဒီပြိုင်ပွဲမှာပါဝင်လာမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ် လက်ရှိအချိန်ထိတော့ One Championship ကတရားဝင်ချပြအောင်မှမဟုတ်ပါဘူး One Friday by 100ပြိုင်ပွဲအပြီးဒါမှမဟုတ်စနေတင်းငွေညပိုင်းတွေမှာအဲ့ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ပါဝင်လာမဲ့တွဲဆိုင်တွေကိုချပြလာပွဲရှိပါတယ်ဒွေလင်ထက်နဲ့အမီတို့တွဲဆိုင်တွေကိုစောက်ဆိုင်နေကြတဲ့ပြည်သက်တွေအနေနဲ့တော့အဲ့ဒီအချိန်မျိုးမှာစောင့်ကြည့်ကြဖို့တိုက်တွန်းထားကြပါတယ်။အချိန်ထဲမှာဘယ်လိုပြိုင်ပွဲမျိုးတွေနဲ့ပွဲတက်ပြီးမလဲဆိုတာလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ D Fighter နှစ်ယောက်ဟာ2025ခုနှစ်အတွင်း One Championship မှာဘောနပ်စုတွေထူးထူးခြားခြားသိမ့်ပိုက်ထားတဲ့ Fighter နှစ်ယောက်ဖြစ်ပါတယ်။နှစ်ယောက်စလုံးကဧကညောကလပ်ကိုစားပြုထားသူတွေပါ။ဒါကြောင့်မို့ဘောနပ်စုစုကူးထားတဲ့ fighter နှစ်ယောက်ကိုပြိုင်ပွဲတစ်ခုတည်းမှာတပြိုင်တည်းပွဲထုတ်လိုက်တာကြည့်ရင်သူတို့ရဲ့ပြိုင်ပွဲတွေကထူးခြားလို့လားဘယ်လိုအကြောင်းရင်းတွေကြောင့်လဲဆိုတာဆက်ပြီးစောင့်ကြည့်နားဆွံလိုက်ကြရအောင်ဗျ။ဆက်လက်ပြီး UFC ကအကြောင်းတွေကိုပြောပြခြင်းနေပါတယ်။ ဂျက်စတင်ဂေဂျီကရာဖစ်ဖီစီကိုအနိုင်ယူပြတဲ့ပွဲပြီးမှာပဲလိုက်ဝိတ်ချန်ပီယံကပ်စိန်ခေါ်ခွင့်ရခြင်းနဲ့အကြောင်းဖွင့်ဟားခဲ့ပါတယ်။တစ်ချိန်တည်းမှာလိုက်ဝိတ်ချန်ပီယံကပ်စိန်ခေါ်ခွင့်ရလို့နီဘာအထိဖြစ်ခဲ့ဘူးတဲ့ဆာရူခရန်ကအဲ့ဒီပြောဆိုမှုနဲ့ပတ်သက်လို့အခုလိုတုံ့ပြန်လိုက်ပါတယ်။ကျွန်တော်ကချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့ပြင်မှတ်ထားနေတဲ့ထိဆုံး၅ယောက်ဇီဝင်ဖိုက်တာတွေနဲ့ပဲထိုးကြပါလေ။ဂျက်စတင်ဂေဂျီသို့မဟုတ်အိုလီဗေရာဖြစ်ဖြစ်ပေါ့။ ဂျက်စတင်ကေဂျီကချန်ပီယံကပ်စိန်ခေါ်ခွင့်ရခြင်းနဲ့ဆိုပြီးပဲပြောနေတယ်လေအဲ့ဒီတော့ကျွန်တော်နဲ့ပွဲဖြစ်လိုက်တာကပိုပြီးအတိတ်ပဲရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်သူကမှလည်းသူ့ကိုချန်ပီယံကပ်စိန်ခေါ်ခွင့်ပေးမှာမဟုတ်သလိုဒါကမျှတမှုလည်းရှိမှာမဟုတ်ပါဘူးအဲ့ဒီတော့သူ့အနေနဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရကျင်နေဆိုရင်ကျွန်တော်နဲ့ဖြစ်ဖြစ်အိုလီတပဲတော်ကိုဖြစ်ဖြစ်အနိုင်ယူပြဖို့လိုပါတယ်။အခြားတစ်ဖက်မှာအီလီယာတိုပူရီယာကလည်းရှိနေပြန်ပါတယ်။ အဲ့ဒီတော့ကျွန်တော်နောက်ပွဲအနေထားနဲ့ပတ်သက်လို့ကျွန်တော်လည်းအတိအကျကြီးတော့မပြောနိုင်သေးပါဘူးဆိုပြီးတုတ်ပြန်သွားခဲ့ပါတယ်။အဲ့ဒီနောက် Justin Gage ကလည်း social media ပေါ်မှာအခုလို status ပြန်လဲရေးသားသွားခဲ့ပါတယ်။ကျွန်တော်ကနောက်ဆုံးထိုးခဲ့တဲ့လေးပွဲမှာသုံးပွဲအထိအနိုင်ယူခဲ့တာပါ။ရှုံးနှိမ့်တဲ့တပွဲကလည်းတယုတ်ပြပွဲပုံစံမျိုးထိုးရတဲ့ပွဲပါပဲ။အဲ့ဒီတော့ကျွန်တော်အနေနဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့ထိုက်တန်ပါတယ်။ ဒေနာဝိုင်ကျွန်တော်ကအဆင်သင့်ဖြစ်ပါပြီဆိုပြီးရေးသားသွားခဲ့တာဖြစ်ပါတယ် UFC ဟာမေလ3ရက်နေ့မှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲအတွေ့ပါဝင်လာမဲ့အထက်တွဲဆန်းကြီးတွေကိုလည်းဒီကနေ့မှာထပ်မံချပြလိုက်ပါတယ်အဓိကကောင်းပွဲကြီးအဖြစ်ဘနဝိတ်တန်းကထိတ်တန်းဖိုက်တာကြီး၂ယောက်ကရှင်ပြိုင်ထိုးသက်ကြမှာပါဆန်ဟေဂန်နဲ့ဖီဂွေရီတိုတို့ကငါးချီပုံစံမျိုးနဲ့ကောင်းပွဲထိုးမှာဖြစ်ပါတယ် ကိုမိန်ဘွဲအဖြစ်တော့ဂျိုဒင်သတင်းတွေပေါက်ကြားထားတဲ့အတိုင်းရိုင်းနီယာဒီရက်တာနဲ့ဘိုနီကေတို့ကထိတ်တိုက်တွေ့ဆုံနေပါတယ်။မူလာကဘိုနီကေဟာမရဝိတန်ရန်ကီတက်မှတ်ချက်အဆင့်15နေရာမှာရှိခဲ့သူပါ။ UFC ကရန်ကီတွေ update လုပ်လိုက်တဲ့အချိန်မှာအဲ့ဒီနေရာကိုရိုင်းနီယာနဲ့အစားထိုးပြေးလိုက်ပါတယ်။ဘိုနီကေကဖေရှားပေးလိုက်ရတာပါ။ဒီနေ့ကတော့ Rainier Director ဟာတပွဲမှမထိုးဘဲနဲ့အဆင့်73ထိတောင်ခုန်တက်သွားပါတယ်။ ဲ့ဒီတော့ဘိုနီကဲအနေနဲ့သူဆုံးရှုံးထားတဲ့ရန်ကီသမတ်ချက်ကိုပြန်ပြီးလိုချင်တယ်ဆိုရင်ဒီပွဲကိုမဖြစ်မနေအနိုင်ယူပြဖို့လိုပါတယ်ဝိုင်းနီယာဒီရက်တာအတွက်တော့ပွဲချက်တစ်ခုကိုဆင်နွှဲရတော့မှားလားဆိုတာ စိတ်ဝင်စားဖို့ကောင်းသွားပါပြီ။မဖြစ်လို့လဲဆိုတော့သူကနပန်းအပြုတ်ပြီးကစားတဲ့ပြိုင်ဘက်တွေနဲ့တွေ့ရင်ရလက်ကောင်းတာမဟုတ်ပါဘူး။ ဝမ်ချမြက်ရှိကောင်းစင်အောက်တုံးကမာလကင်နဲ့နှစ်ကြိမ်အထိထိတ်တိုက်တွေးခဲ့ပေမဲ့မာလကင်ကိုတိတ်တောင့်လုပြနိုင်ခြင်းမရှိလို့သူ့ရဲ့ချန်ပီယံကပ်တွေကိုဇက်တိုက်ဆုံးရှုံးထားခဲ့ရသူပါအခုလဲဘိုနီကဲကရက်စလင်သမားဖြစ်ပါတယ်ရက်စလင်ကိုမှထိတ်တန့်စင်ရက်စလင်ပုံစံမျိုးတွေကို ပိုင်ဆိုင်ထားသူပါဒါကြောင့်မို့ရိုင်းနီယာအနေနဲ့ဘိုနီကဲကိုတိတ်တောင်းရအောင်ယူပြနိုင်မှမလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ် ဘိုနီဂယ်အနေနဲ့လဲသူ့ရဲ့ striking chance ဆောင်ကြီးကဘယ်လောက်ထိရှိလဲဆိုတာဒီပွဲမှာချပြရတော့မှာပါ UFC ကတွဲဆိုင်ကောင်းတစ်ခုကို ဖန်တီးလိုက်တယ်လို့ပဲပြောကြည့်ကြပါတယ်။ဂျပန်မှာကျင်းပမဲ့172ပြိုင်ပွဲမှာထိဆုံးကောင်းပွဲအဖြစ်ထိုးသတ်မဲ့ Rotan ကတော့ Takeru ကိုလေအကြီးကြီးလွတ်တိုက်လိုက်ပါပြီ။ဘလို့တိုက်လိုက်လဲဆိုတော့တင်ညာကုန်းအထိရအောင်ပုတ်ပစ်မဲ့ဆိုပြီးဂျုံဝါလိုက်တာဖြစ်ပါတယ်။ ရော်ထန်ဟာဒီပွဲချင်းကတဲ့အနေထားမှာရင်ပွဲတွေကနဲ့လုံးဝမတူပါဘူး။ကိုပိုင်နူထူရှင်းနဲ့ငှားရမ်းထားသလို ကိုပိုင်ထရိနာတွေနဲ့လေ့ကျင့်ပြီးပြင်ဆင်နေတာပါ။ဒါကြောင့်မို့သူ့ရဲ့ body shape ကဘလောက်ထိအကောင်းဆုံးပုံစံရှိနေလဲဆိုတာကိုတောင်ပြည့်သက်တွေကိုချပြလျှက်ရှိပါတယ်။အချိန်ထဲမှာတာဂီရုကိုအပြက်ဆော်သွားမဲ့အကြောင်းကိုလည်းအခုလိုပြောပြသွားခဲ့ပါတယ်။တာဂီရုရဲ့အားနည်းချက်ကဘာတွေလဲဆိုတာလူတိုင်းသိပါတယ်။ ခန်းစစ်ကစားတဲ့အပိုင်းမှာအားနေတာပါသူရဲ့ခန္ဓာကြီးကမြန်မာတဲ့ဆိုရင်တောင်တိုက်စစ်ဖွင့်လာရင်ခန်းစစ်ပိုင်းအတွက်မိနေတတ်ပါတယ်ဒါတွေကို တန်းစင်စူပါလက်နဲ့ထိုးတဲ့ပွဲတွေမှာကလေးကမြင်ရပြီးပါပြီစူပါလက်ကိုရှုံးတဲ့ပွဲပြီးအင်တာဗျူးတစ်ခုမှာသူ့ကိုယ်သူဒေဂါနီဆက်ဆက်လူပြောက်လူတောင်ခန်းစားမိတယ်ဆိုတဲ့အကြောင်းကိုဖွင့်ဟထားပူပါတယ် ဒီတစ်ခါတော့သူ့ကိုတင်ကြိုင်ကုန်းအထိရောက်အောင်ပုတ်ပြီးမဲ့သူက ကျွန်တော်ပဲဖြစ်မှာပါဆိုပြီးလေးတိုက်သွားခဲ့ပါတယ်။လာမယ့်နေ့တွေမှာလည်း MME လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါအောင်ခင်ဗျာ။